လက်ကင်ဖုန်းဆိုတာကလူတွေရဲ့မရှိမဖြစ်သုံးဆောင်ပစ္စည်းတစ်ခုထက်ပိုလွန်တဲ့အရာတစ်ခုဖြစ်လာပါတယ်။အချိန်ပြည့်ကိုနှပေးမှရှိနေတဲ့အရာမဟုတ်ဘူးလား။လူတစ်ယောက်နဲ့တစ်ယောက်ကြွယ်ဝချမ်းသာမှုချင်းမတူညီတဲ့အတွက်ကြောင့်ဖုန်းမျိုးစာတံပိုးနှုန်းနှားချင်းမတူတာဖြစ်ကြပေမယ့်ဖုန်းဆိုတာကတော့အဖုံဖုံတစ်ခုအဖြစ်ရှိနေပေးရခြင်းကတော့တူညီပါတယ်။ လူမှုကွန်ရက်တွေတွင်ကျယ်လာတဲ့ခေတ်ခါကြီးမှာတော့ Facebook ကိုအဓိကသုံးဆွဲသူပဲဖြစ်ဖြစ် Instagram ကိုအဓိကသုံးဆွဲသူပဲဖြစ်ဖြစ် လက်ကင်ဖုန်းကနေတဆင့်သားတကားတွေဖွင့်လို့လို့ရတယ်လို့ဖြစ်လာတာပါဒီရောလက်ကင်ဖုန်းဆိုတာကဘဝတစ်ခုလို့ဖြစ်လာပါတယ်ဒီရောက်ကုန်တဲ့အမြဲတူရှိနေတဲ့ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာကိုညက်တဲ့မျက်နှာသူရဲ့ရုပ်ပုံကနေရာယူလာတာပေါ့ ကိုအားပေးတဲ့အကျော်မော်တယောက်လဲဖြစ်ချင်ဖြစ်နိုင်ပြီမယ်။တေချာတာကတော့ကိုယ့်ရဲ့တာမန်မိတ်ဆွေတငယ်ချင်းရဲ့ပုံကူတော့ဘယ်သူကမှဖုန်းစကရင်ပေါ်မှာနေရာမပေးချဘူးဆိုတာသိကြပါဗျ။ဒါကြောင့်လဲဆန်ချိုတယောက် American Rapper မလေးဆွီတီနဲ့တွဲနေပြီဆိုရဲတင်းတွေထွက်ပေါ်လာခဲ့ရပါဆန်ချိုက Conference Champion ဆုရရှိလို့အောင်ပွဲခံရမှာသူ့ရဲ့ဖုန်းမျက်နှာပြင်ချက်မှာရှိနေတာကတော့ဆွီတီရဲ့ရုပ်ပုံဖြစ်နေတဲ့အတွက်ကြောင့်ပါ ရိသတ်တွေကစန်ချိုနီနဲ့သူ့ရဲ့ချစ်သူမို့သာ 3D ကိုဖုန်းရဲ့ lock screen မှာနေရာပေးထားတာဖြစ်မှာပေါ့လို့ကောက်ချက်ချခဲ့ကြပါတယ်။ River Mali ရဲ့အမှုပညာကိုနှစ်သက်လို့ lock screen မှာထားထားတာဖြစ်နိုင်တယ်လို့ယူဆသူကတော့အနှင်းငယ်လောက်ပဲရှိပါတယ်။ဘာပဲဖြစ်ဖြစ် street နဲ့စန်ချိုချစ်သူဖြစ်နေပြီလားဆိုရဲမေကွန်ကလာမယ့်ရာသီမှာစန်ချိုပဲအတင်းအကျပ်ကစားမှလဲဆိုရဲမေကွန်ထက်စိတ်ဝင်စားသူတွေများလာပါတယ် ဆန်ချိုကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေရဲ့မျောလင့်ချက်ကစားသမားဖြစ်ခဲ့ပြီးမယ်။နီးပြဟောင်ချန်ဟန်နဲ့ဂရောက်ကစားဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ဝေးရာကိုရောက်ခဲ့ရသူပါ။ပြည်ရဲ့ရာသီတို့ကအသင်းဟောင်းချုံမွန်စီအငှားချခြင်းခံခဲ့ရပြီးတော့ဒီယာဒီမှာတော့ချော်စီတင်းစီအငှားချခံခဲ့ရတာပါချော်စီတင်းကသူ့ကိုအပိသက်ခေါ်ယူခြင်းပြီးမဲ့လဲလာစာလျှော့ယူပေးမှသာခေါ်ယူခြင်းနေပါတယ် တန်ချိုးကမန်ချက်စတာယူနိုက်တက်အသင်းမှာတပတ်ပေါင်း3သိန်းခွဲရနေရပါစာချုပ်သက်တမ်းကလည်းတနည်းသာကျန်တော့လို့မန်ချက်စတာယူနိုက်တက်အသင်းကလည်းပြောင်းရွှေ့ကြရုံလေးရောင်းထုတ်ချင်နေပါတယ်ဒါကြောင့်ဆန်ချိုဘယ်ရောက်မလဲဆိုတာပြည်သက်တွေသိချင်ခဲ့ကြပေမဲ့ conference ဘိုလူဝဲအပြီးမှာတော့ sweetie တဲ့င်းကဖုံးလွှမ်းတယ်လို့ဖြစ်သွားခဲ့ပါတယ်။သူတို့တကယ်ပဲချစ်နေကြပြီလား။ sweetie က2025နှစ်အစပိုင်းတုန်းက Chelsea တင်းကို Stamford Bridge တွင်မှာလာရောက်အားပေးခဲ့ပူပါတယ်။ အယုံကဆန်ချိုကိုပွေဖက်နှုတ်ဆက်ခဲ့တဲ့အတွက်ကြောင့်ပရိသတ်တချို့ကသူ့ရဲ့ဆက်ဆံရေးကိုတင်ကာမကင်းဖြစ်ခဲ့ကြပါတယ်။ဆန်ချိုကရင်ဝင်မဲ့သလိုဖြစ်နေတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ 3D နဲ့မတိုင်ခင်ကဆန်ချိုနဲ့သတင်းထွက်ခဲ့ဘူးသူကတော့ကိုကအေးနံပါတ် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာတွေကအကပညာရှင်မလီကိုကအင်နနဲ့ပါတီပွဲမှာကဲခဲ့တဲ့တဲ့င်းကလည်းဟိုးလီတကြောကြောဖြစ်ခဲ့ပါသေးတယ်။နောက်ဆက်တွဲတဲ့င်းတွေထွက်မလာဘဲနဲ့ငြိမ်သက်သွားခဲ့ပါသေးတယ်။ ရောစရီတီကဆန်ချိုရဲ့နေရာဒီကိုတင်ပိုက်တော့မလားလို့ကြွေးစရာဖြစ်လာခဲ့ပါပြီ။အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့စရီတီကတော့ဆန်ချိုထက်6နှစ်ကြီးပါတယ်။ IC Girl ဆိုရဲပွဲဥထွက် single album နဲ့တင်နာမည်ကျော်ကြားခဲ့တဲ့ Sweety ကလည်း American rapper Quavo နဲ့လမ်းခွဲပြီးရဲ့နောက်မှာအချစ်ရဲတဲ့တင်တိတ်ဆိတ်နေခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်လေသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို တို့လောတို့လောထင်ကြီးပြနေကြတာပါဆွေဒီကအမှုပညာအရဆိုရင်တော့ဆန်ချိုရဲ့လက်ကင်ဖုန်း lost screen ပေါ်နေရာပေးခံရလောက်အောင်လွှမ်းမိုးမှုရှိသလားဖြစ်နိုင်ခြေကတော့တော်တော်လေးကိုနည်းရလို့ဆိုရမှာပါပရိသတ်အများစုကလည်းဒီလိုပဲယုံကြည်ကြပါတယ်ဆန်ချိုကသူ့ရဲ့ဂီတ idol တူဖြစ် lost screen မှာနေရာပေးထားတာမဟုတ်ပဲသူ့နှလုံးသားရဲ့ agree အဖြစ်သာနေရာပေးထားတာပဲဖြစ်မယ်လို့ယုံမှတ်နေကြပါတယ် တချို့ကတော့ကင်မရာပေါင်းထောင်ချီမှတ်တမ်းတင်နေကြချိန်မှာစန်ချိုကဖုန်းကိုရည်ရွယ်ချက်ရှိရှိကင်မြောက်ပြခဲ့ခြင်းဖြစ်နိုင်တယ်လို့လည်းဆွဆွဲခဲ့ကြပါတယ်။သူနဲ့ဆွေတီရဲ့ကြားကပတ်သက်မှုတစုံတရာရှိနေကြောင်းပရိသတ်တွေကိုအသိပေးလိုက်ခြင်းဆိုပါတော့တကယ်ပဲသူတို့ချစ်သူတွေဖြစ်နေကြပြီလား။ Lost Ring ကတကယ်ပဲ သူတို့ရဲ့ချစ်သက်တွေတခုလား။